အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ချမ်းအမောင်ဖြစ်ပါတယ်ဒီကနေ့ကျွန်တော်တို့ဆက်လက်ပြီးလေးလာလေ့ကျင့်မဲ့သင်ခန်းစာရဲ့ခေါင်းစဉ်ကဒီဝါကျစာကြောင်းထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဘော့ပါတယ်ခွေးပါတယ်ဘော့ကကျွန်တော်တို့ပြောတဲ့သူကသူ့ရဲ့အတီးပေးတဲ့စကားအနေနဲ့ပြောတာဖြစ်ပြီးတော့ဒီကခွေးဆိုတဲ့အတိတ်ပဲကတော့တစ်ဖက်ကခံရတဲ့သူကပြန်ပြီးတော့နှုတ်ထွက်စကားအတန်ထွက်မလာတဲ့ဟာကိုကိုစားပြုတယ်ပေါ့နော် ဒီထဲမှာဆိုရှင်ကျွန်တော်တို့တွေနှစ်မျိုးလုံးကိုသုံးထားတယ်အခုဒီသင်ခန်းစာကတော့ကျွန်တော်တို့ food ပေါ့ခွေဆိုတဲ့ဒီသုံးမျိုးလုံးပေါင်းဆက်ပြီးတော့ပြောတဲ့သင်ခန်းစာလေးတစ်မျိုးပေါ့နော်အဲ့ဒါကိုကျွန်တော်တို့တွေလေ့လာကြည့်မယ်ဒီမှာပထမအဦးဆုံးအမေးဖြေလေးပေါ့နော်သူကဒီတယောက်ကမေးလိုက်တယ်သူကိုဘာပြောလိုက်လို့သူကစိတ်ဆိုးသွားတာလဲပေါ့နော်ဒီတရားရောက်ကစိတ်ဆိုးနေတဲ့အရာကို ဒီဘာဖြစ်လို့သူကအဲ့လိုမျိုးစိတ်ဆိုးသွားတာလဲဆိုပြီးတော့မေးတာပေါ့နော်အဲ့ဒါကိုဒီမှာဘယ်လိုမျိုးပြောထားလဲဆိုရင်ဖို့အရိုက်ကပ်ခေါခေါထုံကရဖို့အရိုက်ကပ်ခေါခေါထုံကရဖို့ဆိုတာပြောတယ်အလိုက်ကပ်ခေါသူနဲ့ဘာပြောလိုက်တာလဲသူနဲ့ဘာပြောလိုက်တာလဲခေါထုံကရကရဆိုတာကဒီ စိတ်ဆိုးတာဗောနော်ထုံဆိုတာရောက်ရှိတယ်ခေါင်းထုံကရောဆိုတာ तू စိတ်ဆိုးတာဖြစ်အောင်လို့ तू နဲ့ဘာပြောလိုက်တာလဲဗောနော်တရားဘကစိတ်ဆိုးရတဲ့အမူအရာဖြစ်သွားတဲ့ခါကျတော့ तू ကဘာပြောမြဲမသိဘူးအဲ့ဒါကြောင့်မလို့ तू စိတ်ဆိုးအောင်လို့မင်းကဘာပြောလိုက်တာလဲလို့ပြောတာဗောနော်အဲ့တော့ကျွန်တော်တို့ဒီသင်ခန်းစာမှာတော့ကျွန်တော်တို့ဒီစာလုံးပေါင်းလေ့ကျင့်ပြီးတော့လေ့လာမယ်ဖို့ပေါ်ဦးတော်ဖို့ อะไร ออะอ่ะรอไอไร อะไร กับ กออะปอกับขอเอาขาว ผู้อะไรกับขาวเนี่ยมากับเนี่ยมาประสปิมเนาะผู้อะไรกับขาวตูเน่บาเบียวไลดาเลยขาวถึงโกรธขอ ขอเอาขาวถึง ถออุ งอถึงกรกกรอุทอกรกผู้อะไรกับเขาเขาถึงโกรธตาပြောไล่หลูตูเน่บาပြောไล่หลูตูก็ใส่ซู้ตัวล่ะเลยဟုတ်ပြီตูရဲ့အဖြေလေးကိုကျွန်တော်ဆက်သွားမယ်အဲ့လိုပြောလိုက်တဲ့အချိန်မှာตูကပြန်ပြီးတော့ဖြေတယ်ပေါ့เนาะบาဖြေလို့ဆိုတဲ့အကြောင်းပြချက်ကိုตูကပြန်ပြောတယ် သူ့ကိုအလုလုတာနှီးတယ်လို့ပြောလိုက်တာကိုအဲ့ဒါကြောင့်သူကစကားမပြောတော့တာပေါ့နော်သူ့ကိုအလုလုတာနှီးတယ်လို့ပြောလိုက်တာကိုအဲ့ဒါကြောင့်သူကစိတ်ဆိုးပြီးစကားမပြောလိုက်တဲ့ပုံစံပေါ့နော်အဲ့ဒါကိုဒီမှာဘယ်လိုပြန်ဖြေထားလဲဆိုရင်ဘော့ပိုင်ဝါခေါင်းทํางานช้าခေါင်းလေไม่คุยด้วยบอกไปว่าเขาทํางานช้าเขาเลยไม่คุยด้วย ဒီမှာဆိုလို့ရှိရင်เนาะဘော်လည်းပါတယ်ခွီလည်းပါတယ်ဗောနော်ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ကဒီစကားအလုံးနှလုံးရဲ့ဒီအတိတ်ပဲကိုကျွန်တော်တို့ပြန်ပြောမယ်ဆိုရှင်ဒီမှာဘော်ဆိုတာကသူ့ကိုအတီးပေးလိုက်တာဒီကောင်မလေးတဘောအတီးပေးလိုက်တာဗောနော်ဘော်ဆိုတာကိုကအတီးပေးတဲ့ဟာဆိုတော့ပြောထားတာဆိုတော့เนาะဘော်သူကအတီးပေးလိုက်တဲ့ဟာကိုသူကစိတ်ဆိုးပြီးတော့သူကပြန်ပြီးတော့စကားမပြောတော့ဒီကောင်မလေးရဲ့ပါဇက်ကနေပြီးတော့စကားလုံးကိုပြန်မထွက်လာတော့လို့ပြောချင်တာဗောနော်ခွေကဒီညမှာအဲ့ဒါလေးနဲ့ပြန်တော့တာပါ ဟုတ်ပြီအဲ့တော့ကျွန်တော်တို့တွေဒီစာလုံးပေါင်းလေ့ကျင့်ပြီးတော့ဆက်လက်လေ့လာမယ်ဘောပိုင်ဝါဘောအကောဘောပေါ်အိုင်ပိုင်ဘောပိုင်ဝါအာဝါမဲ့ဝါဘောပိုင်ဝါเขาทำงานช้า ขอเอาเขาทำทออําทำงออานองงช้า ชออาชาไม่ถูกช้าทำงานช้า ขาวหรือไม่คุยด้วย ขอเอาขาว เลยรอเออยอเลย ไม่คุยด้วย มอไอไม่ไม่ไม่ ขออุยอคุย ดออวยอด้วยไม่ถูกด้วย บอกไปว่าเขาทำงานช้าเขาเลยไม่คุยด้วยသူကိုအလုလုတာနှေးတယ်လို့ပြောလိုက်တာကိုစိတ်ဆိုးပြီးတော့သူကစကားပြန်မပြောတော့တာပေါ့နော်အဲ့လိုပြောချင်တာဖြစ်ပါတယ်ဒီညမှာနော်ဘော့ကိုကအတီပေးပြီးတော့ပြောလိုက်တာအတီပေးပြီးတော့ပြောလိုက်တဲ့ဟာကိုသူကစိတ်ဆိုးပြီးတော့ပြန်ပြီးတော့သူ့ရဲ့ပါဇက်ကနေပြီးတော့စကားနှုတ်ပြန်ပြီးတော့အတန်မထွက်လာတော့တာပေါ့နော်အဲ့ဒါကိုပြောချင်တာဖြစ်ပါတယ် သဘောပေါက်မယ်လို့ထင်တယ်ပေါ့နော်။ဟုတ်ပြီကျွန်တော်တို့တွေထိုင်းလိုစကားပြောပုံပြောနေတဲ့ငန်းစာကိုလေ့လာခဲ့ပြီးပါပြီ။အားလုံးပဲအဆင်ပြေမယ်လို့မျှော်လင့်ပါရစေ။အားလုံးကိုကျေးဇူးတင်ပါတယ်။ခေါခွန်းထပ်